ကျွန်တော်ညီကိုတကယ်ညီမေးဆိုတော့ကျွန်တော်တို့အချိုးနိုင်ငံကတော့3660တက်ထွက်ပြီးဆိုတော့ကျွန်တော်ဆော့ဆော့လေးပြကျွန်တော်ပြောပြမိပေါ့နော်မနက်ကဒါ3ညကပတိသမားတွေ3ညကပတိသမားတွေညနေနေစားပြီးတော့ကျွန်တော်တို့ဒါ16တစုံပေးထားတယ်ပေါ့နော်16တစုံဆက်လိုက်ပြီးတော့ live လို့ရမယ်16တစုံမှာမကစားချင်ပါဘူးတစ်လုံးနဲ့ပဲပတိပတ်ချင်ပါတယ်ဆိုတော့ကျွန်တော်6990 140ဆိုတဲ့ကတ်ကိုအဲ Viber နဲ့ Telegram နဲ့လာဟိုင်းပြီးတော့ပတ်တိတလုံးလိုက်လို့ရပါတယ်ငါးပတ်တိစောစောထွက်သွားတာပြီပေါ့နော်ငါးပတ်တိပထမပတ်တိကတော့ငါးပတ်တိပါဒါအစောဆုံးပဲထွက်သွားတော့ပေါ့နော်လာယူထားတဲ့လူတွေဆိုရင်ဒီပါလိမ့်မယ်အဲ့တော့ဒုတိယနောက်ထပ်ပတ်တိတလုံးကိုကျွန်တော်တို့ထပ်ပြီးတော့ထုတ်ပေးပါမယ်ဒုတိယပတ်တိထွက်ပြီးဆိုရင်လည်းကျွန်တော်ညီကိုကညီမိတ်ဆွေတွေဒါဘူတိုးတွဲမှာထွက်ပြီးဆိုရင်တော့နာပါစောကြီးတွဲပတ်တိ85ကတော့ဒါဒီနေ့မှထထတော့တာထိုးကြည့်တော့ကျွန်တော်တို့ဒါနဲလိမ့်မယ်ဘောနော်ငါးပတ်တီတလုံးနဲ့တမားပြီးပြောတာပါ ညနေကိုကျွန်တော်စီကန်ဆက်ထားပြီးတော့ကျွန်တော်ပတိတလုံးလင်းကျွန်တော်ထပ်ပြီးတော့ချပေးထားပါမယ်အဲ့တော့ဒီညနေမှာကျွန်တော်တို့ကဘာကနန်းကိုသွားမလဲဆိုတော့နှစ်ချက်ဒီကနန်းကိုကျွန်တော်တို့ကြည့်အောင်တောင်းတဲ့60ဒီ360 60ဆိုတဲ့ကနန်းဒီညီကိုနဲ့ကနေတာဖြစ်တော့ကိုဘရိတ်ကိုခေါ်လာတယ်ပေါ့နော်အဲ့တော့ဒီညနေမှာညီကျွန်တော်တို့ကညီကိုဖြစ်ရမယ်ကိုဘရိတ်ဖြစ်ရမယ်ပေါ့နော်ညီကိုဖြစ်ရမယ်ကိုဘရိတ်ဖြစ်ရမယ်အဲ့ကနန်းကိုဦးစားပေးပြီးတော့ကျွန်တော်တို့ဒါကစားရမှာဖြစ်တယ်ပေါ့ ခဏစည်းကြောခဏသွာလာမှုပုံစံရဆိုရင်တော့သူဒီအပေါ်မှာပြီးခဲ့တဲ့ပွဲမှာ30 30တို့ break to break ရိုက်တယ်ဘောနော် break trigger ဆင်းဆင်းမဆင်းရင်အဲ့ဒီအဲဒီကဘောနော်ဒီကတက်တုံညာဆိုတဲ့ကောင်းကိုဒီမှာတို့ပြန်ဆွဲပြီးတော့ကျွန်တော်တို့ဒီမှာဆင်းမှာဘောနော်အဲ့တော့ကျွန်တော်ညီကိုတကယ်ညီမဲဆိုလို့ကျွန်တော်ပြောချင်တာကတော့ဒီနေ့မှာညီကိုကိုအားဆိုင်ပါကို break ကိုအားဆိုင်ပါညီကိုကို တင်ထိုးပါ ကို break ဖြစ်တာကိုတင်ထိုးပါအဲအခုကျွန်တော်ရဲ့ ဘာတိတချောင်းလိုက်မယ်ဆိုရင်တင်းနေတဲ့တရဲ့ညီကိုဖြစ်လာဆိုရင်တရဲ့ညီကိုကတင်းနေတဲ့အဲ့တော့ညတစ်ပေါ့နော်30ပေါ့နော်30လေးတာပြန်ထိုးပါနော်30လေးပြန်ထိုးပါ6အဲသူ့ရဲ့ညီပါဝါဝါကိုပရိတ်ဖြစ်တာလေးတွေကျွန်တော်တို့ကထိုးရမယ်ဆိုရင်တင်းနေဆိုရင်တော့တရှိပေါ့နော်3ညရဲ့အဲကိုပရိတ်ဖြစ်တာဆိုတော့90ဒီကနေ့လေးတွေကိုကျွန်တော်တို့ကအားဆိုင်ပြီးတော့တင်ထိုးပါမှာဖြစ်တယ်ကနန်းစီကြောရာဆိုရင်တော့အဲကျွန်တော်တို့ ဒါတခွက်ကောင်းကောင်းတော့မရှိနေထည့်ပြီးတော့ကျွန်တော်ဒါဒါပုံမှန်ဆိုလို့ရှိလို့ရှိရင်တော့ပြောပြလေးရှိတယ်85ရဲ့တခွက်ကောင်းဘိုင်ရန်တော့84ဖြစ်တယ်သူ့ရဲ့မိဖက်ကနေဒီကတော့95ရဲ့မိဖက်ကနေဖြစ်တဲ့ကနေနောက်ထပ်နှစ်ကွက်ကတော့အဲနှစ်ကွက်အလုံးဆိုတော့3ကွက်ရှိတယ်ဗောနော်ခွန်လေးရှိမယ်ကျွန်တော်တို့က85ရဲ့ကနေမိဖက်ကနေ84ရှိမယ်59ရှိမယ်89ရှိမယ်ဒါမှမဖြစ်မနေတာထိုးထည့်ပြီးတော့ထိုးရမယ်ကနေဖြစ်တယ်ကျွန်တော်အဲ့ဒီမှာလည်းပြီးတဲ့ဟိုမှာလည်းရေးပြီးမယ် အကျိုး60ကျောင်းမလို့ကျွန်တော်တို့ကညီကိုဖြစ်တာနော်ညီကိုဖြစ်တာကျွန်တော်တို့ကတင်ထိုးရမယ်ကိုဘရိတ်ဖြစ်တာကိုတင်ထိုးရမယ်ဟိုကတစ်တုံညာဖြစ်တာဖြစ်တော့တဲ့ဘရိတ်တရီကဆင်းလာနိုင်တာဖြစ်တယ်လို့တစ်တုံညာအထင်းနဲ့ကျွန်တော်တို့ကစားမှာဖြစ်တယ်ခဲတော့အားလုံးပဲထိထိမိမိပေါ့ပါစေရပါစေပေါ့ပါစေပတ်တီတလုံးလေးလိုချင်တဲ့မိတ်ဆွေတွေကကျွန်တော်ရဲ့ Viber နဲ့ Telegram ကို high လိုက်လို့ရပါတယ်နော်